ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်လက်တွေကိုပြောပြချင်ပါတယ်။ပထမအဦးဆုံးပြောချင်တာကမိတ်ဆွေရဲ့လက်ဖွဲ့ဆောင်တင်းလာဂျိုကုံမခရီးပွင့်အမှတ်သားပဲ။ဒီလက်ဖနောက်ပိုင်းဟာတင်းလာဂျိုကုံပေါ်မှာ ခရီးပွင့်ရှင်ဘလို့အကျိုးကျေးဇူးရှိမလဲကြည့်ရအောင်ဗျာ။အဲဒီလိုအမှတ်သားရှင်လက္ခဏာရှင်ဟာစိတ်ကူးညံထက်မြက်တယ်။ပင်ကိုညံရင်ညံသွေးပါရှိသူဖြစ်ပါတယ်။ စေကူညာထမြမှုကြောင့်ထူးခြားတဲ့အောင်မြင်မှုတွေကိုဖန်တီးနိုင်မဲ့သူလည်းဖြစ်ပါတယ်။ဥကောင်းလမ်းကြောင်းကောင်းရင်တော့အလွန်အင်မတန်မှအောင်မြင်ပြီးဘဝမှာထိတ်တန့်ရောက်ရှိစေပါလိမ့်။မိမိရဲ့စေကူညာကြောင့်ဘဝတိုးတက်မှုရရှိနိုင်ခြင်းကိုဖော်ပြပါတယ်။တွေးခေါ်ဆက်ဆက်လုပ်ရတဲ့ကြပြားဆရာတွေးခေါ်ပညာရှင်ဒီကုန်းကြီးဆက်ရတဲ့တချင်းကြီးဆရာဂီတသမားစာပေလူပညာရှင်လို့တွေနဲ့အင်မတန်ကြိုးပေးပါတယ်။ဒီရာတွေကို လုံနေတဲ့သူမှာပါရင်အဲ့ဒီလောကမှာအောင်မြင်ပါလိမ့်မယ်။ဥကောင်းလည်းကြောင့်ကောင်းပြီးတော့ဂျိုးကုံတွေကောင်းလို့တော့လိုတာပေါ့ဗျာ။ဂျိုးကုံကပုံပြက်နေတယ်အញ្ញန့်ရှိတယ်မကောင်းဘူး။ဥကောင်းလည်းကြောင့်ကလည်းကိုင်းညွတ်အားကြီးမယ်ဆိုရင်တော့ဒီခရီးပွင့်အမှတ်သားကိုပါထိနေမယ်ဆိုရင်ဒါဟာသူ့ရဲ့ကောင်းမှုမှုကိုသိရမှာမဟုတ်ပါဘူး။ဘာဖြစ်သွားလဲဆိုတော့လက္ခဏာရှင်ဟာစိတ်ကူးတွေလည်းမြဲတမ်းရှုပ်ထွေးနေတတ်တယ်။ ောက်ပြီးတော့ဘာပဲလို့လို့အများနဲ့တိမ်ငယ်အားငယ်တိမ်ငယ်တက်တယ်အားငယ်တက်တယ်နောက်ဆုံးပြောရမယ်ဆိုရင်တော့အုံနောက်မှာရုပ်ရင်းပျက်စီးပြီးတတော်လေးကိုစိတ်တရေရအောက်စိတ်တရေရအောက်ကျသွားနေတဲ့အနေအထားဖြစ်နိုင်ပါတယ်မူရစေဝါတားကောင်းလည်းဖြစ်တတ်တယ်ဒါကြောင့်စိတ်တက်ကြပြီးလုံမိလောက်ရလုတ်တက်တဲ့သူတွေမှာလည်းအဲ့ဒီလိုလက္ခဏာပါပါတယ်။ရင်းနှစ်သေးဆုံးတဲ့သူချို့မှာလည်းအဲ့ဒီလိုမျိုးအမှတ်အသားလက္ခဏာပါတယ်လို့ဆိုကြပါလိမ့်။ နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျလက္ခဏာဘေးတွင်ဟောတဲ့တစ်လျှောက်မှာဒီကန်စရာကောင်းသူတွေကန်စရာမြင့်သူတွေကိုများစွာကြည်ပေးဟောဖို့ပါတယ်ဗျကန်စရာနဲ့ကန်စရာညံ့သူတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့လူတို့မှာကန်စရာနဲ့ကန်စရာညံ့နေတာချင်းတူတော့မှစိတ်ကောင်းနှလုံးကောင်းရှိသူဟာထိခိုက်အကြနာသက်သာတာကိုတွေ့ရတတ်ပါလိမ့်နောက်ပြီးတော့အကျင့်သီလစရဏကောင်းသူတွေဟာ အထီးခိုက်အကြအနာတက်တာတော့တွေ့ရပါလိမ့်မိဘပေါ်မှာကောင်းတဲ့စိတ်ကောင်းတဲ့အလုပ်ကောင်းတဲ့ဝင်ဝင်နဲ့ကျွေးမွေးထောက်ပံ့ကျေးဇူးဆက်သူတွေဟာလည်းအထီးခိုက်အကြအနာကိုတွေ့ရတတ်ပါလိမ့်တကယ်တော့ခုပြောတဲ့ချက်တွေဟာလူတယောက်ရဲ့ကံစာတာကိုမြင့်စေ ဖုံးကန့်ကြီးစေတဲ့ချက်တွေဖြစ်ပါလိမ့်ကုသကံအကုသကံဆိုတာလောင်စာနဲ့တူပါလေတောက်လောင်မှုအကြောင်းအကျိုးညီညွတ်ရင်တော့မလွဲဤကံတောက်လောင်ပါလိမ့်မယ်လူဆိုတာဟာလက္ခဏာဘလောက်ပဲညံ့ညံ့မွေးစားတာဘလောက်ပဲညံ့ညံ့ အခုပြောတဲ့ချက်တွေကောင်းရင်တော့ကုသကံလောင်စာတောက်လောင်နေတဲ့အကြောင်းကံတွေပေါ်ပေါက်လာအောင်မှာဖြစ်ပါလေမွေးစားတာတွေတိတ်ကောင်းလက္ခဏာတွေတိတ်ကောင်းနေပါလျက်နဲ့ကိုဟာခုနပြောတဲ့အချက်၃ချက်အားနေတယ်အဲ့လိုအားနေသွားရင်တော့မွေးရပါကောင်းတဲ့ခံတော်မှာရုံညံ့သွားပါတဲ့တဲ့နောက်ပြီးတော့ခင်မူးကြီးစေပါကိုစော်ကားဘူးတဲ့သူဆိုရင်တော့မှဘလောက်ပဲလက္ခဏာကောင်းကောင်းကံကောင်းကောင်း ထိတ်ဆုံးရောက်မှာမဟုတ်ပါဘူးဒါကတော့မေတ္တာနဲ့ပြောပြတာပါလက္ခဏာလမ်းကြောင်းမှာလက္ခဏာအကောင်းဆိုတိုင်းဟာမိမိရဲ့ကံကြမ္မာမိမိရဲ့လှုပ်ဆောင်မှုနဲ့လဲငူတည်နေတယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျလက္ခဏာကြည့်တဲ့သူတော်တော်များကဘဝမှာနောင်ရေးစိတ်ရမလားအသက်ကြီးရင်ဦးစားတာကောင်းပါမလားအသက်ကြီးတဲ့ခါမှာအေးချမ်းကွယ်လွန်ရပါမလား။ဒါကိုအင်မတန်မှသိကျင်တယ်ဗျ။အဲ့လိုသိကျင်နေဆိုရင်အသက်လမ်းကြောင်းရဲ့ အောက်ဆုံးကျွန်တော်တို့လက်ဖက်တော်နာမှာကြာဖူးတမဟုတ်ညောင်ရွက်ငားရုပ်ဒီလိုအမှတ်သားတွေပါလားဘေးဒင်းဆရာလက္ခဏာဆရာတော်တော်များများကကြည်တကြပါတယ်ဒီ hawking တကွက်ကလည်းပြောရမယ်ဆိုရင်တော့80ဆရာကနေလောင်းထီနေဆက်တယ်လို့ပြောလို့ရတယ်ဗျဒါကြောင့်ဒီနေ့မှလေးလာမိတဲ့အချက်လေးပြောချင်တယ်ဒီကလေးမိဆွေရဲ့တက်လန်းကြောင့်အဆုံးသတ်မှာခရင်ကွက်နဲ့အဆုံးသတ်ထားတဲ့ဆိုပါစို့ဒါဟာမိဘနဲ့ယာယီခွဲနေရတတ်ပါလေ ိန်တော်ကြာပြီးမှအခုလိုပေါ်လာသူတွေအတွက်ရဝေးကိုနှစ်အကြာကြီးအလုပ်ကိစ္စအတွက်ပြည်တွင်းပြည်ပခီးထွက်နေရတယ်ပါလေကိုယ့်ရဲ့ဇနီးမယားသားသမီးများနဲ့ယာယီခွင့်နေရတယ်ပါလေတချို့ကအဲ့ဒီခင်းရင်းကွားနဲ့ကြာဘူးပုံစံနဲ့မှားရတယ်ပါလေမတူပါဘူးသိကြကြည့်ပါတချို့ခင်းရင်းကွားတွေဟာအစခင်းရင်းကွားပြည်ပြီးမှအလဲမှပြန်ဆက်ပြီးအဆုံးမှာလည်းခင်းရင်းကွားပုံစံနဲ့ပဲအဆုံးသက်ထားတတ်ပါလေအဲ့တော့အလဲကပြန်ဆက်ထားတဲ့လမ်းကြောင်းပါတွေကကြာဘူးလို့လို့ ညောင်ရွက်လိုလိုဖြစ်တတ်ပါလေတကယ်တော့ကြာဘူးလည်းမဟုတ်တလို့ညောင်ရွက်လည်းမဟုတ်ပါဘူးခင်းကွာအလဲကနေပြန်စစ်တဲ့လမ်းကြောင်းအမှကရဝေးကနေလှုပ်လှုပ်ရတဲ့ငွေကြီးကိုမိသားစုကိုပြန်ပြီးတော့ထောက်ပံ့ပေးရတတ်ပါလေတကယ်လို့မိတ်ဆွေရဲ့အသက်လမ်းကြောင်းအဆုံးသတ်မှာညောင်ရွက်ပုံသဏ္ဍာန်ရှိတယ်ဆိုပါတော့ညောင်ရွက်ပုံသဏ္ဍာန်ရှိရင်တော့မိတ်ဆွေဟာဘဝမှာဦးစားတာအထူးကောင်းပါလေမိတ်ဆွေအသက်ကြီးလာလေအလူဒန်းပို့ပြီးတော့လှုပ်ရလေလေနောက်ပြီးတော့ မိတ်ဆွေရဲ့ဘဝဟာလည်းညောင်ပင်ကြီးလိုပဲတိုက်တက်ဝုန်းဝုန်းနဲ့ရှိတက်ပါတယ်မိတ်ဆွေအထီးကျမ်းမဟုတ်ပါဘူးကြာဘူးပုံကနံပိုင်းလည်းမိတ်ဆွေအနေနဲ့ဘဝမှာဦးစားတာကောင်းတယ်လို့ပြောလို့ရပါတယ်ချမ်းချမ်းသာသာနဲ့ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းသွားတတ်ပါတယ်အိုးပိုင်အိမ်ပိုင်ကားပိုင်နဲ့ဘဝမှာနေရတတ်ပါတယ်ငါရုပ်ပုံတဲ့ပိုင်ရင်လည်းအလားတူပါပဲမိတ်ဆွေအနေနဲ့ဒါဟာကံကောင်းတဲ့အမှတ်သားလို့ပြောလို့ရပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျာ ခေါက်ပြောချင်တာကတော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးပြောချင်တာဗျအိမ်တော်ရေးနဲ့ပတ်သက်ရင်တော့အိမ်တော်ရေးလမ်းကြောင်းအကြောင်းကြည့်ရမှာပေါ့အခုပြောချင်တာကမုတ်ဆိုးဖို့မုတ်ဆိုးမှလက္ခဏာဒါပေမဲ့အိမ်တော်ကွဲတဲ့သူတွေရဲ့အိမ်တော်ရေးကံမကောင်းတဲ့လက္ခဏာပြောချင်ပါတယ်ဒီကပြောချင်တာအမျိုးသမီးတွေအတွက်သီးသန့်ပေါ့ဗျာမျိုးသားတွေလက်မှလည်းပါတတ်ပါတယ်ဒါမျိုးကအိမ်တော်ပြူပြီးမှဘွားကန်နေကြမှအဖြစ် ထိုင်းနေအကောင်ကထမသွားမှကြိုးမှန်းသည်ဆိုတဲ့အဖြစ်မျိုးပါ။ကဲကြည့်အောင်ဗျ။မိတ်ဆွေရဲ့လက်တန်းအိမ်တော်ကြီးလမ်းကြောင်းကိုကြည့်ပါ။အိမ်တော်ကြီးလမ်းကြောင်းအဖျားမှာကုတ်နေလား။ကုတ်နေရင်တော့လက္ခဏာရှင်ကအိမ်တော်ကြီးကံမကောင်းဘူးဗျ။ဘာဖြစ်တယ်လဲ။အိမ်တော်မမြဲဘူး။အိမ်တော်မြဲရင်လေသားသမီးကောင်းမမွေးတတ်ဘူး။စီးပွားလည်းမတတ်ဘူး။တူးတော့လကောက်နှူးလုံးတော့လကောက်ကျမ်းမာရေးညံ့တတ်ပါလေ။အိမ်တော်ဘက်တူးတော်လကောက်နှူးလုံးတော်လကောက်အိမ်တော်ကြီးဖောက်ပြန်တတ်ပါလေ။ပုံဝင်ချိန်ကလည်းကိုယ်ကိုလေးစားခြင်းမရှိဘူးဖြစ်တတ်ပါလေ။ ဒါကအဘဆရာကြီးမင်းသိန်းခါကိုတိုင်က ပြောထားတဲ့လက္ခဏာပညာရပ်ပါနောက်တစ်ခုကြည့်ပါအိမ်တော်ကြီးလမ်းကြောင်းဟာနှလုံးလမ်းကြောင်းကိုဖောက်ထွက်သွားရောမကောက်ဘူးဗျာထိပ်ဖြားမှလည်းကျွန်းပါနေတယ်ဒါမျိုးဆိုရင်ကိုယ့်ရဲ့အိမ်တော်ဘက်ကတည်တက်ပါတယ်တည်တော်ကအသေးဆုံးနဲ့တည်ရတက်ပါတယ်ဒါကြောင့်ဒီလိုမျိုးမိတ်ဆွေရဲ့လက်မှာအထူးသဖြင့်အမျိုးသမီးမှာဒီလိုမျိုးလက္ခဏာပိုင်းလဲမကောင်းဘူးလို့ပြောလို့ရပါတယ် နောက်ထပ်လေးလာမှုတဲ့လက္ခဏာတွေကြောင်းပြောချင်တယ်ပါဒီတခါတော့ဂမ်ဘီယာကြက်ချေပါဗျာဂမ်ဘီယာကြက်ချင်တယ်ပြောရင်ကောင်းတဲ့ချက်တွေလည်းအများကြီးရှိတယ်မကောင်းတဲ့ချက်တွေလည်းအများကြီးရှိတယ်ဗျာကဲမကောင်းတဲ့ချက်တွေကြည့်ရအောင်ရှောင်းရန်ဆိုတဲ့အစိုးဘက်ကတတိထားစရာတွေကအင်တော်ကြီးကလွန်ညံ့တယ်ဗျာအင်တော်ကြပြီးရင်ဒူမနီယာတက်ဘူးခွဲနေရတက်တယ်အတူနေရရင်လည်းတကြက်ကြက်နဲ့ရန်ဖြစ်တဲ့တယ်။နောက်ဆုံးကွန်ရှင်ကကိုရတဲ့အထိဖြစ်တဲ့တယ်။ကိုရဲ့ညံတဲ့ထိတ်မှာ ဘဝမှာငယ်စဉ်ကတည်းကအပြိုင်ဆိုင်တိုက်ခိုက်နေတဲ့ရုန်းကန်ရတက်ပါတယ်စီဝါရေးအနေနဲ့မွေးမြူလုပ်ငန်းသားငါလက်လက်ပိုးသက်စေရက်ပြာအဲ့လိုငနေအကျိုးမပေးဘူးဗျာရှင်းရှင်းပြောရင်အာဟုသူလုပ်ငန်းတွေလုံးဝအကျိုးမပေးဘူးပေါ့ဗျာအဲ့ဒီအာဟုသူလုပ်ငန်းတွေကိုမလုံုံနေမှာပဲပတ်ကုန်မပတ်သက်တင်ပါဘူးအဲ့ဒီကြက်ချေပါတဲ့သူဆိုရင်အမျိုးသားဆိုအရက်ပြာလုံးဝမတော့တင်ပါဘူးအိမ်တော်ကြီးပြိုကွယ်လူမှုရေးတိုက်ခါကြအရှက်တကွဲကျိုးနေကြုံရတတ်ပါတယ်အဲအရက်ပြာမတော့တက်တဲ့သူကတော့ဒီလိုမျိုးမကြုံအောင်ပေါ့ဗျာနောက်ပြီးတော့ ဒက်လိုက်တက်တယ်မကြခဏဆိုလို့မီးလောင်တက်တယ်ရင်းလန်းသွားရင်းနေတက်တယ်ခွဲစိတ်ကုသမှုခံခဲ့တယ်အက်ဆီဒန့်တွေခဏခဏကြုံတတ်ပါတယ်ဘလို့ပဲကြုံကြုံဥပစ်စေတာကန်နေတော့မသေးနိုင်ဘူးဗျကောင်းတဲ့ချက်တွေပြောရရင်တော့အကင်းပါတယ်ငြိမ်ထက်မြတ်တယ်ချက်ဆိုနားခေါက်ကမီးတောက်တယ်ကိုယ်လာလိုက်နေချက်ချင်းတည်တယ်ရင်းကဘလို့ပဲဆွဆွဗျတစ်ချိန်မှဘွားကလုံးဝပြောင်းလဲသွားတယ်ဘာသာရေးပဲရောက်သွားတယ်ကိုမရောက်ဘူးတဲ့နေရာလေးရောက်သွားရင်အရင်ကရောက်ဖို့တလို့လို့ညင်ဖို့တလို့လို့ခံစားတတ်တယ် ငယ်စဉ်ကဗျာဘလောက်ပဲစင်းရဲရုံးကန်ရပါသေးတက်ကြီးပိုင်းမှာချမ်းသာကန်ကောင်းတတ်ပါတယ်ထီချင်းမြတ်ခဏပေါက်တတ်ပါတယ်ဂမ်မီယာဆန်ဆန်ထိုးစတဲ့အတတ်ပညာတွေနဲ့တင်းတင်းပတ်သက်တတ်ပါတယ်ဗေဒီမညာယုံကြည်သူစိတ်ဝင်စားသူတွေလည်းဖြစ်တတ်ပါတယ်ကဲဒါကတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနောက်ဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ